လေကျွန့်ချခိုင်လို့ခေါ်တဲ့ MR release ကမြန်မာပြည်မှာတော့လေကျွန့်ချခိုင်ကိုဘာလို့လေကျွန့်ချခိုင်ပန်းလို့ခေါ်တာဆိုတာကျွန်တော်မသိပေမဲ့လေကျွန့်ချခိုင်လို့ခေါ်တဲ့ MR release ကိုသူ့ data မှာတော့ grid data ရေးမှာ MR release လို့အမည်ရှိတဲ့တုတ်ထိတ်မကိုအစွဲပြုပြီးတော့ခေါ်ဆိုခဲ့တယ်လို့မှတ်သားရပါတယ်။အမ release ဟာသူမချစ်တဲ့ဥယျာဉ်မိုးက သူမကိုပြန်ချစ်အောင်ဘလို့လို့ရမလဲဆိုတာကိုနက်နက်ဖျားတပါးစီမှာအကူကြီးတောင်းခဲ့ပါတယ်နက်ဖျားကအမရီလစ်ချစ်မိတဲ့ဥယျာဉ်မူအကြောင်းကိုစုံစမ်းကြည့်တဲ့အခါအဲ့ဒီဥယျာဉ်မူကပန်းလေးတွေကလွဲပြီးဘသူကမှမချစ်တတ်ဘူးဆိုတာကို တွေ့ရပါတယ်နက်ဖျားကအမရီလစ်မင်းကလေးကိုအကြံပေးလိုက်ပါတယ်ဦးရင်မူအတွက်လပတဲ့ပန်းတပွင့်စိုက်ပေးနိုင်ရင်သူမင်းကိုချစ်လာမှာပေါ့လို့အကြံပေးပါတယ်တဲ့ ဖြစ်ချင်တော့ဥယျာဉ်မူရဲ့ဥယျာဉ်ထဲမှာကဘာပေါ်မှာရှိတဲ့အလုံးပန်းများပွင့်တဲ့သူ့ဥယျာဉ်ထဲမှာမရှိတဲ့ပန်းကိုဖန်ဆင်းဖို့အတွက်အမာရီလစ်ရဲ့နှလုံးသွင်းနဲ့သွန်းလောင်းမှပွင့်နိုင်တဲ့ပန်းတစ်မျိုးတော့နှစ်ဖျားကဖန်ဆင်းပေးနိုင်တဲ့အဲ့ဒါနဲ့ပဲအမာရီလစ်ကအချစ်အတွက်နှလုံးသားကို ထိုးပေါက်ခဲ့ရာသူ့တွေဟာညီကြီးပေါ်မှာကြပြီးတော့ပန်းပွင့်တွေနဲ့လပ်ပတဲ့အပင်လေးပေါက်လာတယ်လို့ဆိုပါတယ် နှလုံးသွင်းနဲ့တွင်လောင်းပြီးမှပွင့်လာတဲ့ပန်းကိုမြင်တော့ဥယျာဉ်မိုးကလည်းသူမမြင်ဖူးတဲ့ပန်းမို့အဲ့ဒီပန်းကိုမချစ်ဘူးတဲ့ဘလောက်တော့ကြည်ခွဲစရာကောင်းတဲ့ဒဏ္ဍာရီလေဗျာ Greece Gaia Amerisu ဆိုရဲ့အတိတ်ပဲကတောက်ပချင်းလို့လည်းအတိတ်ပဲရပါတယ်